မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ4ရက်နေ့တောက်ကြနေ့မေယူချန်နယ်မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလှဝင်ပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားချုပ်တစ်တသမနှစ်သက်ရိုဟင်ဂျာဒုက္ခသည်များသည့်၎င်းတို့၏အမိမြေတွင်လာမည့်အစ်ကိုကျင်းပနိုင်သည်ဟုယူနုစ်မျော်လင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါကြ ရူဟီဂျာဒုက္ခသည်များဘေးကင်းပြီးဂုံတိတ်ခါရှိစွာနေရပြန်နိုင်ရဲ့အတွက်တိကျတဲ့အစီအမံများချမှတ်ဆောင်ရွက်ရန်ကုလသမဂ္ဂထွေထွေအသွင်းရေးမှူးချုပ်အားတောင်းဆိုခဲ့ကြောင်းကိုရူဟီဂျာတိုက်အဝန်းအား၎င်းကထပ်လောင်းအမခံခဲ့ပါတဲ့မြန်မာနိုင်ငံမှအတိအကျမောင်းထုတ်ခဲ့မှုကြောင့်ဘင်္ဂလားဒေ့ရှ်တို့ရောက်ရှိပြီးရှင်းနစ်နီးပါးယာယီခုံလုံးနေထိုင်ကြတဲ့ရူဟီဂျာဒုက္ခသည်တပန်းကျိုးသည် လောညိအစ်နေကိုမကောင်းတို့ဤသာတိမွေးရည်မြေတွင်ကျင်းပနိုင်မည်ဟုအကြံပေးရရှိကြုံမုဟမ္မဒ်ယူနပ်စ်က၎င်းဤအချိန်နှင့်ကောင်းရှုမြင်နေကြကိုချက်မှန်အတည်ပြုခဲ့ပါကြ။တနင်္ဂနွေနေ့က၎င်း၏တရားဝင် Facebook စာမျက်နှာတွင်တင်ထားတဲ့ post တစ်ခုတွင် Yunus ၏အိတ်နုတ်ခွန်ဆတ်စကားပြောကြခဲ့ရာတွင် Rohingya တိတိတမနှစ်တန်း၏ဘေးကင်းလုံခြုံစွာနေရပြောင်းနိုင်ရေးမျှော်လင့်ချက်ကိုဖော်ပြခြင်းနှင့် ဒုက္ခတဲ့ရူဟီကြောင့်အတိုက်အဝန်ရင်ဆိုင်နေရတဲ့ရုံးကန်မှုများကိုတရုတ်ဖော်ထားတဲ့ဗီဒီယိုဖြင့်အဆိုပါ post ကိုတွဲတင်ထားကြောင်းတွေ့ရပါတယ်။ It Mubarak to all အနည်းငယ်ကိနဲ့ပျော်ပျော်ရွှင်ရွှင်အိတ်ပွဲတော်ကျင်းပနိုင်ပါစေ။ကျွန်တော်တို့နိုင်ငံမှာဒုက္ခရောက်နေတဲ့ဧည့်သည်ပေါင်းတသက်သမနှစ်ပန်းကျော်ကိုအမတ်ရကြပါစို့။လာမယ့်အပွဲကြောကို၎င်းတို့ရဲ့စာတိမြေမှာကျင်းပနိုင်ပါစေလို့ဆုတောင်းပါတယ်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ယာယီအစိုးရသိအီအကြီးအကဲတောက်ကြောင့်မမတ်ယူနက်စ်ကတက်မန်တိုက်တွန်းထားကြောင်းသိရပါကြ။ယူနက်စ်ဒီဥကိယရှိယာယီခုံလုံးနေထိုင်ရာထောင်နဲ့ချီတဲ့ရိုဟင်ဂျာဒုက္ခသည်များနဲ့အတူဝါပြေအစ္စတာပွဲသို့မဟုတ်အစားအသောက်ပွဲအကျွဲပါဝင်ခဲ့စဉ်ကအလားတူတရင်စကားကိုယူနက်စ်ကပီခရစ်မက်လ၁၄ရက်တွင်လေတရင်သူတရင်စကားဖြစ်ပါခဲ့ပါကြ အဆိုပါဝါပြေပွဲအခမ်းအနားအတွင်ကုလသမဂ္ဂအထွေထွေသွင်းရေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်နဲ့အတူရပ်ပြီးရူဟင်ဂျောင်းမြောင်းနေရက်ပြန်တိုင်ဖို့လွယ်ကူချုံးမွေစေရေးအရေးတကြီးလိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်ယူနုစ်ကဒုက္ခသည်များအောင်ချက်တိုဂရမ်ဤဒေတာတွင်ဘာသာစကားဖြင့်ပုံပုံနဲ့ဆိုင်တဲ့ချိတ်ဆက်မှုတစ်ခုတိဆောက်ရန်မိခုံပြောကြရာတွင် လာမယ့်အိတ်ပွဲကြောကိုမင်းတို့ရဲ့တိုင်းပြည်တို့ပြန်ပြီးအဲ့ဒီမှာကျင်းပနိုင်ပါစေ။အလောင်ရှင်မြတ်ထံတော်၌ကျွန်တော်တို့စူတောင်းတည်ဟုတိုက်တွန်းခဲ့ပါတယ်။ကုလသမဂ္ဂအကျွေးတွေတွင်းရေးမှုချုပ်အောင်၎င်းတို့၏ဘေးကင်းပြီးဂုံတိတ်ခါရှိစွာပြန်နိုင်ရဲ့အတွက်တိကျတဲ့အစီအမံများချမှတ်ဆောင်ရွက်ရင်ဒုက္ခတဲ့ရူဟီကြောင့်အတိုက်အဝန်းအောင်၎င်းကထောက်လောင်းအမခံခဲ့ကြောင်းသိရပါတယ်။